ဟုတ်ကဲ့ပါဒီတစ်ပတ် week 8ရဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ normal 2ရက်နေ့ညနေ3:00ခွဲ တရားဒီပါခွေးမှာရှင်းပြကစားမယ်ရန်တော်ဘုံတင်းတဲ့ဒဂုံပေါ့အတင်းတို့ပွဲစဉ်လို့ဖြစ်ပါတယ်ဒီပွဲစဉ်ကိုပွဲစဉ်ကိုမင်းကသုံးသပ်ပြပါဦးခင်ဗျဟုတ်ကဲ့ပါဒါရန်တော်ဘုံတင်းကတော့ပြီးခဲ့တဲ့ပတ်ကဒါပွဲစဉ်ခုနှစ်မှာဆိုလို့ရှိရင်တော့ပသိမ်မျိုးကြောက်တဲ့ခင်ဗျာအရောင်ကြီးနဲ့တဲ့တင်းကိုအေးနှိမ့်ခဲ့တယ်ဒီပွဲစဉ်မှာသူတို့အနေနဲ့တကူကူမရှိဆိုရင်လည်းရလနဲ့အေးနှိမ့်ခဲ့ပြီမဲ့တကူရှိတာကသူတို့ဒီဟွာဟန်တောင်ယူနေတဲ့အတင်းနဲ့ဒဂုံစတာယူနေတဲ့တင်းကပြီးခဲ့တဲ့ပွဲစဉ်မှာရောနိုင်ပွဲမရကအမှတ်တရရော့နေတယ်သူကအဲ့ဒီနေရာမှာပဲဖြစ်နေတာပါနော်ဒီအဆင့်သုံးပါပဲဆက်ပြီးတော့ရမဆက်သုံးပတ်နဲ့ဆက်ပြီးတော့ရက်ဆက်လက်ရက်တည်နေတာတွေ့ရတယ်အဲဒိုနီတူပဲဒဂုံပေါ့တင်းရလည်း ီရလက်တွေမကောင်းဘူးလက်ရှိမှာဆိုလို့ရှိရင် MPC ရဲ့အဆင့်7နေရာတောင်မှရှောက်သွားတာသွားပြီးတော့တွေ့ရတယ်ဒီတကုံးဘောတင်းကပြီးခဲ့တဲ့ရာသီကအနေထားနဲ့ပြန်ပြီးတော့ရှင်ကြည့်မယ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့ရာသီကဒီပွဲစဉ်ခွင့်ကစားပြီးတဲ့အချိန်မှာ3ပွဲ9တပွဲတည်းရမှတ်7မှတ်နဲ့ MPC ရဲ့အဆင့် ခွန်ရက်တည်နိုင်ပြီးတော့ဒီနေ့မှာဆိုလို့ရှိရင်တော့ရမှတ်၄မှတ်ပဲရယူထားနိုင်နေတယ်။ MPC ကအဆင့်၁၇နေရာကိုရောက်သွားတာတွေ့ရတယ်။ဟုတ်ကဲ့။ဒါနာမွန်တင်းကလည်းပြီးခဲ့တဲ့ပွဲစဉ်ကအရေးနှိမ့်ထားတယ်။တကုံပေါ်တင်းကလည်းဒါနိုင်ပွဲတွေပြန်ရှာရမယ်အနေထားတစ်ခုရှိတယ်ဆိုရဲကကြတော့နှစ်သင်းစလုံးရမှတ်လူတွေရဲ့ပွဲစဉ်တွေဖြစ်တယ်။ကျွန်တော်နေဒီလောက်ပဲပြောချင်တယ်။ကိုတော့ကြာဆက်လက်ပြီးတော့ဆွေးနွေးသွန်းသပ်ပေးပါဦး။ ပြန်လာမှာဆိုတော့ကိုမင်းတို့သုံးသက်ခဲ့လို့ပေါ့နော် AR ကိုသူတို့အဝေးခွင်းမှာတကူကူမရှိနဲ့ကတ်ပြီးတော့ရေးနေခဲ့တယ်ပေါ့နော်ဟုတ်ပါတယ်အာဘလိုပဲဖြစ်ဖြစ်သူတို့လည်းဒုတိယပိုင်းမှာခွင့်ရေးတွေပြန်ရခဲ့တယ်နော်ခွင့်ရေးတွေအသုံးချနိုင်ခဲ့ပြီပေါ့နော်ကိုမဖြစ်ခဲ့တဲ့အတွက်ဝမ်းစည်းနဲ့ပဲပြီးသွားတယ်ပေါ့နော်အဲဆောင်းတော့ဟိုကိုမင်းသုံးသက်လို့ပဲတခုတာရာကပြိုင်ဘက်တွေလည်းချုံနေနေတဲ့အချိန်မှာသူကဒီနေရာပဲရက်တည်တယ်ပေါ့နော်အဲ့တော့ဒီဘက်မှာတော့ရေနာဘုံတို့အမှတ်ပြန်လဲရရှိဖို့အာအထောက်လာမှာသိကြတယ် ပြန်ဘက်တကုံပေါ့ကလည်းရှုံးပွဲတွေဆက်နေတယ်ဆိုပေမဲ့တော့ short တော့မတွက်စေချင်ဘူးပေါ့နော်ဟိုဒီရတနာဘုံနဲ့ AR နဲ့ရတနာဘုံမကန်ခင်တော့ကျွန်တော်တို့ကရတနာဘုံတော့တာတဲ့ AR တွေတော့မလွယ်ဘူးလို့ကျွန်တော်တို့ထင်ထားခဲ့တာလေလက်ရှိအခြေအနေကဆိုရင်ဒီဘက်မှာလည်းရတနာဘုံကတကုံပေါ့ထက်ဆိုင်တာတယ်ဆိုပေမဲ့ဘောလုံးဆိုတာဘောလုံးဆိုတဲ့အတိုင်းဘာမှမဆိုဖြစ်သွားနိုင်တယ်ဆိုတဲ့အတိုင်းဖြစ်လဲဖြစ်သွားတာခံမကောင်းလို့အုံကုန်းနဲ့ပဲသွားပြီးတော့ရတယ်ဗျအရင်နေခဲ့ဟုတ်ကဲ့ပါဗျာအဲ့တော့ဒါဒါတွေကလည်းဟိုတော်တော်လေးဟိုဘယ်လိုပြောရမလဲဘာမှမဆိုဖြစ်နိုင်တဲ့အနေအထားရှိပါတယ်ဟုတ်ပါတယ်ချက်ပြရမယ့်ရတယ်ဘလို့မှ short တွက်လို့မရပါဘူးပြန်ဘက်ကိုတကုံဘောက်သ တရားတော့9ပွဲကစားပြီးချိန်မှာတပွဲပဲနိုင်သေးတယ်တပွဲတည်9ပွဲရှုံရမယ်4မှတ်နဲ့ဆင်း7မှာရက်တည်နေတယ်ပေါ့နော်အဲဒဂုံစတာနဲ့တည်ကြပြီးကြတာဒဂုံပေါ့ကနောက်ပွဲအရန်ကုန်ကိုရှုံတယ်အဲနောက်ထပ်တပွဲကရခိုင်ယူနိုက်တက်တင်ကိုရှုံတယ်အဲရှုံတာအထက်ဟိုပါပေါ့နော်ရန်ကုန်ကိုပြတ်ရှုံတယ်ကိုပြတ်မရဘူးရခိုင်ယူလည်းရှုံတယ်ကိုကိုမရှိနဲ့ရှုံတယ်ကိုပြတ်မရဘူးနော်တိုက်စစ်ပိုင်းကမေကွန်းထုတ်စရာတောင်ဖြစ်သွားတယ်ပေါ့နော်ဒီအစအပိုင်းမတိုင်ခင်မှာဒဂုံပေါ့ရဲ့ခြေစွမ်းလေးကလည်းသူ့အစုဖွဲ့နဲ့သူတော်တော်လေးဟုတ်တယ်ပေါ့နော်ကျွန်တော်တို့တော်တော်လေးသဘောကျခဲ့တဲ့ထဲတော့ပါတယ် အခုနောက်ပိုင်းမှာတော့ဖေကိုတွေတကုံးဘောဘာလားဆိုပြီးတော့ကျွန်တော်မေးခွန်းပြန်ထုတ်ပါမယ်အနေထားမျိုးပြန်ဖြစ်နေတယ်ပေါ့နော်အဲ့တော့တခုခုတော့တခုခုပဲပေါ့နော်တကုံးဘောတင်းအောင်မှာဆိုရင်လည်းရာမညပဲကြံတော့တယ်ပေါ့နော်အဲ့တော့တကုံးဘောကလည်းရန်နာဘုံစီကသူ့အနေနဲ့အမှတ်ရတော့ယူဖို့လုံနေတယ်ပေါ့နော်တခုပဲရှိရတကုံးဘောကစားသမားတွေအနေနဲ့ပေါ့နော်တပွဲနဲ့တပွဲတူညီတဲ့ကြိုးစားအားထုတ်မှုတူညီတဲ့ဟိုပါပေါ့အာယုံစုဆိုင်မှုအပြည့်ရှိဖို့တော့လိုတယ်ပေါ့နော်ဟိုဘောလုံးက၁၁ယောက်အတင်းလိုက်တင်းဝုန်းနဲ့ကစားရတာဖြစ်တဲ့အတွက်တယောက်နှစ်ယောက်လောက်ပြတ်နေရင်လည်း ဒါတင်းလုံးအတွက်တိခိုက်သွားတာပဲပေါ့နော်တင်းတင်းကစားကုတ်ကိုတိခိုက်သွားတယ်အဲ့တော့ player တွေနေနဲ့လည်းဟိုဟိုကိုယ့်ရဲ့ပွဲကိုတေချာလေးအယုံစုဆိုင်ပြီးတော့ကျိုးစစကစားစီစဉ်နေပေါ့နော်ဒါကျွန်တော်နေနဲ့အကြံပေးတာပါအခုတွေ့ရမယ့်ရန်တော်မုံတင်းကလည်းပြပြီးခဲ့တဲ့ပွဲမှာခြေချော်ထားလို့ဒီပွဲတော့အားခဲလာမှာအဲ့တော့ဒီကုန်းဘောအတင်းတော့နောက်ထပ်ခက်ခဲမဲ့ပွဲတစ်ပွဲလို့ပဲကျွန်တော်နေနဲ့မြင်ပါတယ်ဗျဟုတ်ကဲ့ပါဘူး